အားလုံးပဲမင်္ဂလာပါဗျာခေါ်ခေါ်လေးနေပညာနေပြန်နေကြိုဆိုပါရစေဗျာဒီနေ့မှာတော့ Redmi Note 5ဖုန်းစလုံးကိုဘက်ထရီလေးလေးမရောက်ပေးမှဖြစ်ပါတယ်ဒီတလုံးကိုဘက်ထရီလေးတက်အားလုံးလဲတက်ပါလေဗျာအားလုံးအတူတူပဲဖြစ်နေလို့ပါတခုလေးပဲဒီကောင်လေးကြတော့အဲ့ဒီအနောက်ဖုန်းကအပူပိပိခွာစားမလိုဘူးအဲ့တော့ပူပိခွာစားမလိုလဲဟာအကုန်လုံးကိုမိတ်ဆွေများအလွယ်ကိုလဲတဲ့တက်မှဖြစ်ပါတယ်ဗျာဘာကြောင့်လဲဆိုတော့ဒီကောင်လေးကအနောက်ဖုန်းကအလွယ်ကိုခွာရတယ်လွယ်ပါတယ်ဗျာနော်ကျွန်တော်တို့ခုခုနောက်ပိုင်းဖုန်းတွေရတာလေနောက်ဖုန်းကိုကော်လေးနဲ့ကျွန်တော်တို့ပိတ်ထားတာဆိုတော့ခွာရတာနည်းနည်းလေးခက်နေတာပေါ့နော်အဲခုလိုမျိုးဖုန်းတွေကတော့အဲ့လိုမျိုးလေးခက်ခက်စေခွာတာဘယ်လိုပါဦး လက်သေးလေးနဲ့ခွာလိုက်ရမှာပဲဗျ။โอเคဒါဆိုရင်မနော်။ဒါဆိုခွာသွားပြီ။အဲ့တော့ဘက်ထရီကတော့ဒီမှာပဲဖြစ်ပါတယ်။ဒီမှာဘက်ထရီအဲအပေါ်ကအပေါ်မှာသူ့ရဲ့ဖုန်းလေးရှိရဖုန်းလေးဖြုတ်လိုက်မယ်နော်။အော်ကျွန်တော်မိတ်ဆွေများကဒီပေါ့နော်ဒီဒီ second phone တွေကအဲ second phone တွေက budget လဲချွေတာချင်းတယ်တသိန်းဝန်းကျင်လောက်နဲ့လဲသုံးချင်တယ်ဆိုရင်အဲအခုလိုမျိုးဒီဒီ note 5ကိုဟိုသုံးလို့ရပါတယ်နော်ကျွန်တော်တို့ဒီကောင်လေးကသုံးရတာလဲကောင်းတယ်တကယ်လဲ ဒီတကယ်လည်းအဆင်ပြေတဲ့ဖုန်းဖြစ်ပါတယ်အဲ့ဒါလည်းရှင်းတယ်အရင်ရင်းတော့ဆိုလို့ရှိရင်တော့ဒီကောင်နာမည်အရင်ကြီးတယ်နော်ဒီကောင် Note 5ဆိုလို့ရှိရင်အရင်ကိုင်လို့ကောင်သုံးလို့ကောင်တဲ့ဖုန်းလုံးထဲမှာပါခဲ့တယ်အခုကတော့ model အစ်စ်တွေထွက်တော်လို့တော့ model အောက်သွားတော့ပေါ့နော် okay ဒီမှာသူ့ရဲ့ battery socket လေးဖြုတ်လိုက်မယ်ဖြုတ်ပြီးကျွန်တော် battery ဖြုတ်မှဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ cockpit ထဲလက်အစလေးရှိတယ်အဲတချို့ကလည်းအပေါ်မှာရှိရဲ့ တချို့ဒီနေမှာရှိတယ်တချို့လည်းဒီနေမှာရှိတယ်အဲတချို့ခုနောက်ပိုင်းမှာမဟုတ်လည်းမြင့်ဖုန်းတွေအပေါ်မှာရှိတာကိုကျွန်တော်တွေ့ရပါတယ်ဒီတော်တော်များများလေးအောက်မှာရှိရတွေ့ရပါတယ်ကျွန်တော်ဆွဲလိုက်မယ်အဲဒီခါကျလို့ရှိရင်ဓာတ်လေးဆွဲဆွဲမရဘူးအဲဓာတ်လေးအဲတော်တော်များဆွဲထုတ်လိုက်ပါနော်တို့ဆွဲထုတ်လိုက်ပါโอเคဆွဲထုတ်လိုက်ပြီနော်ဒီကောင်လေးအသားလေးထပ်ထုတ်လိုက်ရပါနော် ဲ့တော့ဒီနေ့မှာကျိုးလေးရှိတယ်ကျိုးနဲ့တော့တိုက်သွားကလော်လို့မရဘူးတေချာလေး give side ပဲเนาะအဲ့တော့ကျွန်တော်ကကျိုးပုံမှန်ရှိတယ်ကြည့်ရမယ်ဒီမှာဒီမှာဆိုရင်ဒါမှန်ကျိုးဆိုဒီနားလောက်မှာရှိမယ်ဒီအပေါ်နဲ့ခါးစကျိုးဒီနားလောက်မှာရှိမယ်အဲ့ဒါမျိုးလေးကျွန်တော်ဒီနည်းနည်းလေးတော့ဟိုချိန်ပြီးတော့ပေါ့เนาะကျွန်တော်ကလော်မှာဖြစ်ပါတယ်တိုက်ကလော်လည်းမရပါဘူးအဲ့โอเคမနော်ဒီမှာကျွန်တော်ပြောလို့ပဲဒီမှာမမှန်ကျိုးရှိတယ် မမှန်ညွှန်းဒါခါကြုပ်ပေါ့နော်โอเคဒါဆိုရင်ဒီတက်ခက်လေးကိုအစ်စ်ဝယ်ပြီးထည့်လိုက်ရုံပါပဲပြန်လုံးလိုက်ပြီးပေါ့နော်ကျွန်တော်တက်ခက်အစ်စ်လေးနဲ့ထည့်ပြီးစမ်းကြည့်ရုံပဲအဲကျွန်တော်မစ်စမြခုနပြောလို့ပဲ second phone ကိုတသိန်းကျော်လေးနဲ့အဲ second လေးဝယ်ခြင်းနဲ့ဘယ်ဖုန်းကောင်းဘယ်ဖုန်းကောင်းမလဲမသိဘူးတုံးခြင်းလဲဆိုလို့ရှိရင်တော့ဒီ Redmi Note 5ကိုတုံးလို့ရပါတယ်အဲမိတ်ဆွေများအနီးနားဆိုင်ထဲမှာရှင်အဲ့ဒါလေးမေးဝယ်လို့ရပါတယ်ဗျဒီကောင်လေးကတုံးလို့ကောင်းတဲ့လုံးမှာပါပါတယ် Redmi Note 5เนาะ Note 5A မဟုတ်ဘူး Note 5A ပါတာမဟုတ် Redmi Note 5ပဲဖြစ်ပါတယ်အဲ့တော့ဒီဟိုဒါဒီကင်မရာဘေးမှာ နှလုံးနှမ်းလေးပေါ့နော်။ Okay ဒီကောင်လေးကသုံးလုံးလည်းအဆင်ပြေပါတယ်။တစ်ခုပဲရှိတယ်ဗျ။အဲဘာလဲဆိုတော့ကျွန်တော်မိတ်ဆွေများကိုအရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲမတော့ကျွန်တော်တို့ဒီကိုကြီးတို့ off scene နဲ့ဒီ official လုံးနဲ့ refer နဲ့ဘယ်လိုခွဲမလဲဆိုပြီးတချို့မေးမေးကြတယ်။အဲ့တော့ဒီကောင်းတာကတော့ဒီမှာဒီမှာကြည့်လိုက်ပါဦးနော်။ဒီလိုမျိုးဒီမှာဒီလိုစီးရရှိလိမ့်မယ်။အဲအခုလိုမျိုးတတိယအဲ့လိုမျိုးတတိယစီးစီးနဲ့အဲ့လိုဒီအနေနဲ့ရှောက်ကတ်ထားမယ်ဆိုလို့ရှိရင်ဒီဟာဆိုရင်ဒါ အောက်လိုင်းဝင်တဲ့အလုံးလေးတို့ယူဆလို့ရပါတယ်ဒီကောင်လေးကဒီ official လုံးနဲ့စာချင်းရင်တုံးလို့အရန်กว่าပါတယ်ဟိုကောင်လေးကတောင်းတောင်းဘာမှမဖြစ်ဘူးအဲ့တော့ဆော့ဝဲမိုင်းရောမှန်ပိုင်းရောဆက်ပိုင်းရောတော်တော်လေးကို quality ကောင်းတယ်အခုလိုမျိုး tape စာတွေနဲ့ရှော့ကတ်ထားမယ်ဆိုလို့ရှိရင်နည်းနည်းလို့ view site ပြရမှာဖြစ်ပါတယ်ဗျ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေ battery lane လေးဆက်လက်ကြည့်ပြပါအောင်ဗျကျွန်တော်ပြည်တိလေးနဲ့ဆံပြပါအောင်မယ်ဗျ Like and subscribe, maybe I'll be out, yeah. ဒီအဲဆိုကျွန်တော်အခု original ပတိလေးဝယ်လာပါပြီဗျအဲဒီကောင်းလေး6လအမှတ်ကလည်းပါတယ် quality တက်ကောင်းပါတယ်ဗျအဲ့တော့ဒီမှာကော်တော့ရှိသေးတယ်ဒီမှာမရှိသေးဆိုဒီဘက်ကကိုကျွန်တော်ဒါပဲတိလေးကတ်လိုက်မယ်နော်အဲဒီလိုကိုဒါပဲတိလေးကတ်လိုက်မယ် okay ပလို့ကျွန်တော်မြဲသွားပါဘူးနော်တော့ဒါမှတောင်းပြုတ်ကြလို့ရှိရင်ဗတိက quality မတော်ဘူးဖြစ်ပါတယ် okay okay ကတ်သွားပြီဒါဆိုရင်တော့ဒီတန်းလေးသူ့ပတိလေးကောက်ထည့်လိုက်ရုံပဲနော်ကျွန်တော်ပတိလေးကောက်ထည့်လိုက်မယ် โอเคဒါဆိုရင်တော့ပြီးသွားပါပြီဗျ။ဟိုပြီးသွားပြီဆိုတော့ကျွန်တော်တို့လေโอเคပြီးပါတော့ဒါကတော့ကျွန်တော်ဆိုင်မှာလာလဲတာမသိအောင်လို့အုပ်ပေးတာပါဗျ။ဒါတော့ကျွန်တော်ဆိုင်လေတမ်းမသိအောင်လို့ကျွန်တော်ဟောကတ်ပေးထားတာပါဗျ။ဒါမှမဟုတ်ဆိုတော့အမကန်6လပြည့်တဲ့သဘောပေါ့နော်။ လေးကြားလိုက်မယ်နော် Okay Okay ဒါတော့ကျွန်တော်ဆိုင်လေရမသိအောင်လို့အမကန်6လောက်ပြီးတဲ့ပြထားတာပေါ့ဗျ Okay ဒါဆိုအလုပ်လုပ်တယ်မနော် โอเคအဲ့တော့ကျွန်တော်ပြန်ဖွင့်ထားရယ်เนาะချက်ဆောက်ကြည့်မယ်ဗျဒါဆိုရင်ပတိလေးလည်းတင်ကန်းစာတော့ပြီးတော့ပါဗျာရမ်းလွယ်ပါတယ်เนาะတစ်လုံးလက်တိုင်အားလုံးလက်တက်ပါတယ်ဗျာโอเคဒါဆိုအားလုံးပြီးတော့ပါဗျာအဲဒီ type message များ live ကြည့်ပြီးရော live လို့ရပါတယ်ရမ်းလွယ်ပါတယ်ဗျာကဲဒါဆို message များစင်ပြေမယ်လို့ထင်ပါတယ်စင်ပြေတဲ့ဘိုင်းလေးရှိနေမေးခဲ့လို့ရပါတယ်ဗျာကျွန်တော်ပြန်ထင်ကြပေးပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ